ဒီနေ့တော့မိုးလေးအေးနေရတဲ့ငလူတိနှစ်မများလေးနဲ့ပင်လယ်ဆိုင်ခိုင်တုတ်လေးတုတ်စွာဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးကင်းမော်နဲ့ပစုံကိုရင်လွှဲဆူဆူထဲမှာ၃မိနစ်လောက်ပြုတ်ထားပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့ပြန်ဆယ်ပြီးတော့ရေခဲရေထဲမှာစိတ်ထားပေးလိုက်ပါတယ်ခင်ဗျာပြီးတော့ငလူတိစိမ့်နဲ့တူတူငပိကိုလည်းလှော်ထားပေးလိုက်ပါတယ်ပြီးလို့ရှိရင်တော့လှော်ထားတဲ့မြို့ကြီးတွေကိုချိန်ထောက်ပေးလိုက်ပါရခင်ဗျာ ပြီးလို့ရှိရင်တော့ခရမ်းကျင်သီးရဲ့နန်းနံပင်ရဲ့ငရုတ်သီးအနှစ်ရဲ့ကင်ထားတဲ့ငပိရဲ့တံပြာသီးနှလုံးစာနဲ့ချုံမို့လေးနည်းထည့်ပြီးတော့နေထောက်ပေးလိုက်ပါတယ်ခင်ဗျာအရသာနှံ့အောင်နေပြီးပြီဆိုလို့ရှိရင်တော့အရသာကိုနှီးကြည့်လိုက်မယ်အနေတော်ပဲဆိုလို့ရှိရင်တော့စားလို့ရပါပြီခင်ဗျာ ကျွန်တော်ကတော့ရခိုင်ပင်လယ်ဆောင်တို့လေးကိုထမင်းဖြူလေးနဲ့တွဲဆောက်လိုက်ပါတယ်ခင်ဗျာဆုံးထိကြည့်ပြီလို့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ